ဒဝဲမှာစိတ်ဝိဒနာတဲ့အမျိုးသမီးတူဦးပျောက်ဆုံးနေပြီး6ရက်ကြာဒီကနေ့မတ်လ20ရက်နေ့ထိပြန်လည်ရှာမတွေ့သေးဘူးလို့သမီးဖြစ်သူကပြောပါတယ်။ဒဝဲမြို့နယ်ရှင်မုံတီကျေးရွာရွှေကူတရာအနီးနေထိုင်တဲ့အသက်40ကျော်အရွယ်တော်တတင်ထွေးဟာမတ်လ25ရက်နေ့မှာပျောက်ဆုံးခဲ့တာပါ။တော်တတင်ထွေးစိတ်ဝိဒနာခံစားနေရတာဟာ16နှစ်ခန့်ရှိပြီလို့မိသားစုဝင်တွေကပြောပါတယ်။ လက်ရှိမှာမိသားစုဝင်တွေကလိုက်လံရှာဖွေနေရအရင်ကသွားလေးရှိတဲ့ဆွေမျိုးတွေစီကိုလည်းမရောက်ပဲရှာမတွေ့ဖြစ်နေတယ်လို့ဆိုပါတယ်။မလ18ရက်နေ့ကဒူဝဲမြို့ဘုံတော်ကြီးတင်ပညာရေးကျောင်းကနေအပြန်ပျောက်ဆုံးနေတဲ့ကျောင်းသားမှလည်းမလ18ရက်နေ့မှာမိသားစုနဲ့အဆက်အသွယ်ရပြီလို့သိရပါတယ်။ ဒါအပြင်မတ်လ16ရက်နေ့နေ့လယ်ပိုင်းကဒိုဝဲမြို့စန်းချီရက်ကွက်နေအိမ်ကနေထွက်သွားပြီးနောက်ဆက်သွယ်မိရတော့တဲ့အသက်ကြီးပါအမျိုးသားတူဦးကိုလည်းဒီကနေ့မနက်ပိုင်းမှာလောင်လုံးမြို့နယ်အင်းဝုံရွာအနီးမှာပြန်လည်တွေ့ရှိခဲ့တာပါ။